အားလုံးပဲမင်္ဂလာပါခင်ဗျာ Bookwave Audiobook Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်အခုဖတ်ပြမှာကတော့ဆရာစောစောအောင်ရေးသားထားတဲ့ရှားလူဆိုတဲ့ဝိသုရဲ့အခန်း30ကိုဖတ်ပြမှာပဲဖြစ်ပါတယ်ခင်ဗျာရှားလူအခန်း30အလုတ်တစ်ခုအတွက်အစစကြိုတင်ပြင်ဆင်စီစဉ်ထားသည်ဆိုပါစို့ထိုအစီအစဉ်တွေထဲမှာဟာကွက်ပြောက်ကွက်မရှိဟုဆိုပါစို့ အခြေအနေတွေကလည်းအဆအဆအဆင်ပြေပြေရှိနေသည်ဆိုပါစို့တို့တိုင်အောင်ပြဿနာအနောက်အရှက်တစ်ခုခုတို့မဟုတ်အပြောင်းအလဲတစ်ခုခုက လုံးဝမမျောလင်းပဲပြုံးငနေပေါ်လာတတ်သည်ထိုအခါမျိုးတွင်အခြေအနေအပြောင်းလဲကိုလိုက်၍မိမိရည်ရွယ်ချက်ပန်းနိုင်မပြတ်စေပဲလမ်းကြောင်းပြောင်းလဲတဲ့နေ့အခါပြောင်းရသည် လုံနီးလုံဟန်ပြောင်းရသည်လဲရှိတတ်သည် တွေ့ဝေဆိုင်နေ၍မရဒူလောဒူလော ပြတ်မသားဖြစ်နေ၍မရပြောင်းလဲသောအခြေအနေနှင့်လိုက်ဖက်စွာလျင်မြန်စွာပြောင်းလဲနိုင်ရမည်ဤအရေးအချင်းမျိုးရှိဖို့လိုသည်စိုးအောင်တို့သည်ဤအရေးအချင်းမျိုးရအောင်ရှိအောင်စနစ်တကျလေ့ကျင့်ထားတော်သူများဖြစ်၏ယာဒီစဝုံတရွတ်ရွတ်ပြောင်းလဲလဲပတ်သည်နှင့်အတူမိုးရွာခြင်းတိရွတ်ကြွေခြင်းနှင်းကြခြင်းပန်းများပွင့်ခြင်းစသည်တို့နှင့်မတူပဲမိတော်ပောက်ွဲသလိုငလျင်ကြီးလောက်သလိုမမျောလင်ထားသောအကြောင်းအရာ အပြောင်းအလဲနှုတ်ရှားမှုတွေပေါ်ပေါက်လာခြင်းဒီပဲလျင်တဘာဝဖြစ်သည်မနေ့ကစိုးအောင်ရင်ထဲမှာမိသားငယ်လေးတောင်ပောက်ကွဲ၍အားအတင်းတင်းရှိသောငလျင်တစ်ခုလှုပ်သွားသည်လျှို့ဝတ်စာရှားလူဆွေနွေးပွဲယခုလ27ဧည့်သည်6ယောက်ဒဇိန်ဧည့်သည်2ယောက်မြခုံးတွင်မှဲ့နေဧည့်သည်ကိုသာဝင်းစာကွင်းပိတ်ထတ်ဆင့်ကိုသာလက်ရဖန်း လုတ်ပိုင်ခွင်အဆင့်၄အနှင်းခရမ်းရောင်နောက်ဆက်ဣဝေလိုက်လာပြီသူ့ဖခင်နဲ့တဘောသားချင်းမတိုက်ဆိုင်အတုံးချပါခရမ်းရောင်စိုးအောင်မျက်မှောက်ကုတ်ထားသည်ဣဣဝေဟာဟိုလူကြီးရဲ့ဟိုဟာမျက်တက်ကကွန်ဝါရင်ပြောလိုက်ပြီမင်းပြောလိုက်မှဖြင့်မျက်တက်ရာဣဝေဟာ ဥရွှေညိုရဲ့သမီးတကယ်တည်းမှာပဲစကားတခုပြောမယ်အရေးဟိုဟာနဲ့ဒီဟာနဲ့လူရင်းရောက်ဖို့45မိုင်လောက်ဝေးတဲ့နေရာမှာပဲထစ်ထစ်နေလိုက်တာဟုတ်တယ်လာရှိုးစတေရှင်ကတည်င်းပို့တာထွက်လာနေပြီတဲ့ဒီကိုဒီဘက်ကိုညက်နေဖြစ်ဖြစ်ညဖြစ်ဖြစ်ရောက်မယ်ခံမှန်းရတယ်ဒါဆိုတို့ရွာထိတ်ကဒိုးဘက်ဝိုင်းရှာပြီးတွားကြရအောင်ညက်တဲ့ ဝင်ဝင်မဖောက်ဆန်းပါနဲ့ကွာခွီးထဲမှာပဲမြင့်ထုံးကစိတ်ပြက်စွာညင်ညူ၏မြင်းဒီခုံးကစာအုပ်ရောင်းတဲ့ခွန်သားကဘလို့ဖြစ်ပြီးဒီမာလာဟိုတယ်ဖွင့်နေရတယ်လေလို့သူစဉ်းစားမိပါပဲနော်အဲ့ဒါမင်းဘလို့လုပ်မလဲစိုးအောင်နောက်တောက်တောက်ပြောင်းတောင်းတောင်းမေးလိုက်တော့မေးခွန်းဖြစ်တော်လဲမျက်တက်မေးခွန်းကမေးထိုက်သည့်မေးခွန်းတကယ်တမ်းကျတော့စိုးအောင်ပထမဆုံးရင်ဆိုင်ရမည့်ပြဿနာဖြစ်သည် ဥွှေညိုကလည်းသူ့သမီးနဲ့တီကျွမ်းခဲ့ဘူးသူဆိုရင်ပို၍တန်တရားဝင်ပြီနိဖေကလူလျှော့တဲ့ဘဝတ္ထုတွေတဲကလို့အမွာဘူးညီကိုရှိတယ်ပေါ့ကွာဟိုကောက်နာမည်ကဘသူကအဲခွန်သားဆိုရင်ဒီကောက်နာမည်ကဂွန်ချာပေါ့ကွာဒါမှမဟုတ်ရင်လဲပြွန်တစားကွာညင်ထုံးကကိုန်တဲ့ပက္ခနဲ့ထွေးလိုက်ပြီးအကျန်ဆက်ပေးနေသည် ပူပြီးကာယံမိအောင်တယောက်ကခွန်သားဆိုရင်နောက်တယောက်ကရန်ကြီးအောင်လို့မှဲ့မပေါ်အဖရဲ့ရန်ကြီးအောင်ဆိုတာကအတန်ကာယံမနီးဆက်ဘူးအတန်ကာယံနီးဆက်အောင်ထန်ချင်းတူတဲ့ဗေးသစ်ဆိုရင်ရောကွာအဘကလည်းဗျာဟိုကောင်ကြောင်တာကိုလိုက်ကြောင်နေပြန်ပါပြီစိုးအောင်က စိတ်ပြက်လက်ပြက်လက်နှစ်ဖက်ကိုမြှောက်ပြောဤဗလာကြီးကတော့ပွားကြားထိုးတန်ကိုကြိုက်လျက်ပြုံးနေသည် အရေးကြီးတာကစိုးအောင်စကားကိုမျက်တက်ကဖြတ်ပြောဤစိုးအောင်ရဲ့အရေးကြီးတာက အာဖို့ပဲမင်းဟာနိုင်ငံတကာအဆင့်ပြီးတဲ့ကမ္ဘာငအားကြီးပဲဥစ္စာ ပူမနေပါနဲ့လိုအပ်ရင်ငါပါဝင်ပြီးအာပေးမှာပေါ့အေးကောင်းတယ်မင်းပါဝင်အားလို့ပြီးမှဒီကိစ္စမပြတ်ရင်ဘယ်ကိစ္စပြတ်မှာလဲတယောက်တစ်ပေါက်မဟုတ်တာတွေပြောနေ၍ စိုးအောင်စိတ်ညစ်ပြီးသို့တော်လဲဓာရီကယိုးနေပြီမျက်တစ်ကရှုပ်သည်မြင်ထွန်းကထင်ရှားစွတ်ပြောတတ်သည်ဒီလိုကြီးပါပဲသို့တော်အရေးဟဲ့အကြောင်းဟဲ့ဆိုရင်အနောက်အပြောင်တွေပောက်ကရတွေဖယ်ထားအာကိုရသူနှုတ်ဖြစ်သည်အဲ့ဒီတော့မင်းဘလို့လုံးမလဲစိုးအောင်ရန်ကုန်မှာနေတုန်းကမခုတ်တတ်တဲ့ကြောင်းကြောင်သူတော်ကြွက်တခုလုံးနေခဲ့တာဒီတော်တဲ့တောင်းတဲ့ အစွန်အပြားရောက်ခါမှရာဇတ်ကြီးပုံမာရောရာဇတ်ကလေးပုံမာရောစုပြုံကျူးလွန်လိမ့်မယ်ထင်တယ်။မြတ်တေရာငါနာမည်စိုးအောင်ပါကွ။ဤဝင်းနဲ့တွေ့ရင်မင်းဆောင်ကြည့်15မိနစ်ထက်မပိုစရာဘူး။ငါကြားဘူးလားကတော့9မိနစ်ပါကွ။15မိနစ်ဆိုတော့ခွေးမသားရဲ့ငါပြောတာက15မိနစ်လောက်မအားရဘူးလို့ပြောတာ။ ဩဩညတ်တစ်ကမျက်နာသေးကလေးနဲ့တမင်လှုပ်၍ခေါင်းငိတ်နေသည်မြင့်ထွန်းကအော်၍ရည်သည်အဖဘာကြောင်တာလဲစေးလေးတလေးတောင်မကုံသေးဘူးမဟုတ်လားစိုးအောင်မှရော၍ရည်နေတော့သည်ဤဝေလာလျင်အနေနဲ့အများဆိုသလိုပြက်တနာတတ်တော်မီအယံမြင့်မြင့်ကိုလုံးတွယ်လျလျအပေါ်ရန်ကြည့်လျင် စွာတတာဆက်ဆက်ကျဲမှကလေးဟုထင်ရတော်လဲ တကယ်စိတ်တဘောကောင်းတော့ဤဝေပြုံးလိုက်ရီလိုက်ပါကလက်ဝဲဘက်ပါပြင်ပေါ်မှာပချိုင်ကလေးခွတ်သွားတော့ကြောင်းကဘာလောကကြီးတစ်ခုလုံးအသက်ရှူရပ်သွားသည်ဟုထင်ရလောက်အောင်ချစ်စပွဲဖြစ်သောမဟာဝိဇာចောင်းသူဤဝေသည်ចောင်းပိ၍ចောင်းသူចောင်းသားတို့တဘာဝအတိုင်းမိဘယက်ထံပြန်လာခြင်းဖြစ်သည်မိဘအိမ်ပြန်လာခြင်းသည်မဆန်းတော်လဲစိုးအောင်အဖို့ဆန်းနေသည်ဤဝေနှင့်တီကျွမ်းခဲ့ပြီးသူ့အကြောင်းစုံစမ်းရင်း ဥွှေညူဤတမိဖြစ်ကြောင်းသိခဲ့ရသည်ကွန်ပျူတာကဥွှေညူအကြောင်းဤဝေညူအကြောင်းတွေကိုတော်တော်များများတွက်ချက်အပြည့်ထုတ်ပေး၍စိုးအောင်သိခဲ့ရသည်သို့သောခွေတောင်စားကွန်ပျူတာကဒီနှစ်ကြောင်းပိတ်ရက်ဤဝေသူ့အဖေထံသို့လာလိမ့်မည်ဟုကြိုတင်ဟောကိမထုတ်ဆက်များလူလောက်စိတ်မချရသူတို့တိုင်ပင်စရာရှိသည်တို့ကို အချင်းအတော်ကြာကြာတိုင်ပင်ပြီးလူစုခွဲလိုက်ကြ၏ စိုးအောင်ဤဝေကိုမျှော်နေသည် သူရှိနေမှန်းလဲသိမည်မဟုတ်ဒီရွာကိုရောက်လျင်သူ့စီကိုတန်းတန်းမတ်မတ်လာလိမ့်မည်လဲမဟုတ်သို့တော်စိတ်ဆိုတာကအခက်သားလားဤဝေကိုမျှော်နေမိဤဤဝေမလားထိုနေ့ကလူရန်ကားနှစ်ယောက်လာသည် မနက်7:00နာရီလောက်သူတို့ဆိုင်မှာလူ၄၅ယောက်ရှိနေဤလူ၂ယောက်မြင်းကိုစီနဲ့ရောက်လာသည် ပုံစံကတော့ယာနှုံးပြေပဲ အယခင်းစားနဲ့သူသည်အင်ဂျီအကွာကြားကြီးနဲ့ကတယောက်ထမိန်နဲ့သူသည်ပါတိတ်အင်ဂျီနဲ့ကတယောက်နှစ်ယောက်စလုံးယူဒီယာချင်းပေါင်းပြီးအပေါ်စားအပြာရင့်ရင်တွေဝစ်လာ၏တယောက်ကဆလွယ်ကျိုးအနေနဲ့ဆောင်းသားတလက်စီဆလွယ်တိုင်းထားသည်ပုံကြည့်ုံနဲ့ဓာကောင်းမှန်တည်တာသည်တနတ်တာမကလေးစားရောင်ကြီးတနတ်တွေပေါ်နေပြီဖြစ်တော့ခက်ဒုံးပြန်ခက်မှာညင်းစီလာပြီးဓာလွယ်လာချက်မှာခက်ဆန်းဆန်းခက်ကြောင်ကြောင် ခပတ်အပြားကြီးတွေမှာပစ္စတိုတလက်စီချိတ်ဆွဲလျက်ပါသေး၏နှစ်ယောက်စလုံးစောင့်ကြွားကြွားအမူအရာရှိနေသည်ဆိုင်ထဲဝင်လာပြီးဒလွယ်နှင့်လူကတရေဆွဲအိတ်ကိုဇပွဲပေါ်ဖြုံးကနေပစ်ချ၏ကလထိုင်တွေကိုခက်ကြမ်းကြမ်းဆွဲထိုင်လိုက်၍ဇပွဲကိုလဝါးနဲ့တဖြန်းဖြန်းပုတ်လိုက်၏ညင်ထုံးကမျက်မှန်ကိုင်းပေါ်ကကြော်ကြည့်နေ၏ဗလာကြီးကတော့ထုံးစံအတိုင်းပဲကြောက်တုံးနဲ့ထုလုပ်ထားသောလူဝင်အယုတ်ကြီးတယုတ်လို့ ဝေသိန်းစပွဲမှာထိုင်လျက်ဟေးလာစမ်းတယောက်စပွဲသူတယောက်ချက်ချင်းရောက်လာသည်ခါးကိုကမ်း၍တယိုတသေးမေးသည်အရက်အကောင်ဆုံးတလုံးယူခဲ့စမ်းဘာရှိလဲစပွဲသူကလေးကအရက်အမည်မျိုးစုံ100မျိုးလောက်ရွတ်ပြလိုက်သည်ဝီစကီဂျော်နီဘလက်ယူခဲ့စမ်းစစ်တယ်နော်အတုဆိုရင်တော့မင်းတို့မလွယ်ဘူးမှတ် စစ်ပါတယ်ဆရာစားเสียဘာရှိလဲဟေ့တော်ပြီငါ့ကိုရွတ်ပြမနေနဲ့ဈေးအကြီးဆုံးအကောင်းဆုံးဟင်းတစ်ခွက်ယူခဲ့စမ်းဟုတ်ကဲ့ဆရာကဲတွားစမ်းတွားစမ်းအရက်အရင်ယူခဲ့အတော်ဆောင်ကြွားကြွားကောင်းတကောင်းနှစ်ကောင်စလုံးအကယ်ဒမီလူမိုက်လူချမ်းရုပ်ဟဲ့ကောင်နေအောင်စွဲတော့ကလေးကပြန်လာ၏ ဟင်းကဘာဟင်းလဲငါ့ကိုပြောစမ်းအကောင်းဆုံးစပယ်ရှယ်ကတော့လိတ်သားရဲ့ဘုံဥရဲ့မှုရဲ့ကြော်ထားတဲ့ဟင်းပါခမအေးကောင်းတယ်တွားမြန်မြန်ယူခဲ့ဇပွဲတို့ကလေးထွက်သွား၏ဟက်ကောင်နေအိုးဇပွဲတို့ကလေးကပြန်လာသည်လေသားကဘယ်ကရတယ်လဲတောင်ပေါ်မှာလိပ်ရတလားပတရားကန်းကြီးကလိပ်ပါခမညာ ိုက်ရိုက်မှာယူတာပါအေးကောင်းတယ်ကွာကောင်းတယ်တွားနေမြန်ယူခဲ့သူ့ဘာသာဘာသဘောကြသည်မသိသဘောကြ၍တအားအော်ရည်သည်တော်တော်ကလေးစူစူညံညံအော်ရည်ချင်းဖြစ်၏ဒလွယ်နှင့်လူအော်ရည်တီကိုသူ့အဖော်ကပါရော၍လိုက်ရည်နေသည်တစပွဲကြော်မှာအရက်တောင်နေသောလူတစ်ယောက်ကလှဲ့ကြည့်သည်အော်ကျဲအော်ကျဲရည်နေ၍မနစ်မြို့သောအမူအရာဖြင့်ကြည့်နေသည် ထိုလူလှည့်ကြည့်ဒီကိုရည်နေသူကမြင်သွားပြီပြက်တနာကစပြီဟေးဟိုကောင်ဘာကြည့်တာလဲလှည့်ကြည့်သူကလည်းခြေတက်တက်ပုံတိတ်တိအရက်ဗနပလင်းတောက်ထားပြီးပြီလဲမသိမျက်လုံးတွေနီးရဲနေသည်မျက်နာတွေနရွက်တွေပါနီးရဲနေသည်သူ့ကိုထိုးဖို့လှမ်းပြောလိုက်တော့ကြောင့်ထန်ရာမကလထိုင်ကိုအตาရွှေ့ရွှေ့ထရက်လိုက်သည်အော်ရီသူနှစ်ယောက်ကိုမျက်နှာချင်းဆိုင်လိုက်၏ အော်ရီတူနှစ်ယောက်အကြီးရက်သွားသည်လွယ်ကျိုးနှင့်ဆောင်းသားလွယ်ထားသူကကလထိုင်မှ ဖြင်းညှစွာထား၏ရုပ်ရှင်တွေထဲမှာလူစိုးလူမိုင်းနှစ်ဦးတအူးနဲ့တအူးရန်ဆောင်ကြည့်နေကြသည့်ပုံစံအတိုင်းပဲနှစ်ယောက်စလုံးရှေ့တိုးလာကြ၏ဒလွယ်နှင့်သူက ပထမစတင်ပြီးသည်မင်းဘာကြည့်တာလဲဘာလုပ်ချင်လို့လဲအဖြေကလည်းခက်ရင်ရင်ပဲအေးအေးစစ်စစ်စားတော့ကြတဲ့ဆိုင်ထဲမှာ အော်ကျဲအော်ကျဲရည်တာရိုင်းနေကွာအဲ့ဒါလို့ရိုင်းနေကောင်ဟာဘာကောင်လဲလို့ကြည်တာမင်းကဘာလုပ်ချင်လို့လဲဒလွေသမားကဓာယုဘော်တို့လက်တင်လိုက်သည် သူ့အဖော်ကစပွဲပေါ်မှာပဲရှိနေသေးသည်ထိုင်ရာမှမထလှမ်း၍ကြည်နေသည်လှဲ့ကြည့်သူကဒလွေသမားဓာယုကိုစုပ်ကန်လိုက်သည်ကိုကြည်၏ညာဘက်လက်မှာခါရင်ချိန်ထားသော ပစ္စတိုအိတ်နှားတွင်ရှိ၏ လက်ချောင်းများကိုကားထားသည်ရုပ်ရှင်တွေကတရုတ်ဆောင်ကောင်းသောတနတ်သမားလူချမ်းပုံအပြည့်အဝပေါက်နေသည်ဓာသမားကရှိလိုက်သည်ပစ္စတိုအိတ်သေးကပစ္စတိုကိုဘလောက်ညံ့ညံ့ဆွဲထုတ်နိုင်မလဲစမ်းမလားငါဓာကဒအိမ်ထဲမှာပဲရှိနေသေးတယ်မင်းကိုမင်းဟောင်ကောင်ရုပ်ရှင်တွေကဓာသမားများမှတ်နေသလားဟမ်အပူရီပြောမနေနဲ့လေတတ်သိရှိရင် အိတ်ထဲကပစ္စတိုကိုဆွဲထုတ်ကြည့်လိုက်ပါလားတဆိုင်လုံးငြိမ်နေသည်ဗလာကြီးနဲ့မြင်ထွန်းတို့စူးစိုက်ကြည့်နေကြသည်ရပါတယ်လေစကားဆုံးသည့်အထိမဆောင်ပစ္စတိုသမားကပစ္စတိုကိုဆွဲထုတ်လိုက်သည်ဒါသမားကကိုကိုဆောင်း၍ရိတ်ခနဲတဲတဲကွက်ကွက်မမြင်လိုက်ရမိအောင်ပါဒါဝင်းလက်သွားသည်အာအော်ဒန်ပစ္စတိုမြောက်တက်သွားသည် တနတ်သမားညာဘက်လက်ခုံကိုဘယ်ဘက်လက်ဖြင့်အုပ်ထားသည် တွေးများရဲသွားသည်မျက်စိရှိမှပင်ဓားကိုဘယ်ချိန်ပြန်တွင်းလိုက်သည်မသိမမြင်လိုက်ရဓားသမားကတကယ်မြန်သည်ဓားသမားခါထောက်ရက်နေသည်ဓားလွယ်ထားလျက်ဟန်ပန်မှုရမှာတကယ်ခိုက်ကြဆိုင်ကြငါနာမည်ပန်းအောင်ဓားပန်းအောင်လို့ခေါ်တယ်ဓားပန်းအောင်မှတ်ထားငါလူ Ha 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 ha. တဆက်သေးအာရပါရရီမောလိုက်၏တနတ်သမားမျက်နာရှုံ၍နာကျင်စွာ ပုံပြက်ပန်းပြက်ဖြစ်နေသည်ငွေသိန်းစပွဲမှဗလာကြီးထလာသည်ထိုချိန်တွင်အပေါ်ထက်မှစိုးအောင်ဆင်းလာသည်ဗလာကြီးစိုးအောင်ကိုကြည့်သည်စိုးအောင်ခေါင်းဆက်၍မင်းငေါပြလိုက်သည်ဗလာကြီးကဓာပန်းအောင်ထံသို့လာ၏ဓာပန်းအောင်ဖြစ်ဖြစ်ဘာပန်းအောင်ဖြစ်ဖြစ်မင်းထွက်သွား ငါးဆိုင်ထဲမှာရုပ်ရုပ်တဲတဲဖြစ်တာငါမကြိုက်ဘူး။နောက်လဲဘယ်တော့မှမလာခဲ့နဲ့။တွား။ဟိုစပွဲကထိုင်နေတဲ့ကောင်လဲတွား။ဗလာကြီးကအပြက်ချဲလိုက်သည်။ဘာကွ။သားသမားပန်းအောင်အကြီးရက်သွားသည်။မင်းနားပင်းနေလား။ငါပြောတာမကြားလိုက်ဘူးလား။မကြားရင်ထပ်ပြောမယ်။မင်းဒီဆိုင်ထဲကထွက်သွား။နောက်ဘယ်တော့မှမလာခဲ့နဲ့။ ဗလာကြီးရှေ့တိုးသွားသည်ဟေးတန်းဆောင်ဒီပိတ်တာကြီးပြောတာကြားလားတို့ထွက်သွားရမယ်တဲ့စပွဲမှာထိုင်နေတော့တန်းဆောင်ဆိုသူကိုလှမ်းပြော၍ရီလိုက်ပြန်သည်ငါတို့ထွက်သွားရမယ်ဟုတ်လားပိတ်တာကြီးအေးဟုတ်တယ်စကားဆုံးသည်နဲ့ဓာပန်းအောင်လွယ်ထားသောဓာကိုဖန်ကန်၍စောင့်ဆွဲလိုက်၏ ပန်းအောင်ရှေ့သို့ကိုင်းညွတ်ကြအလားဗလာကြီးဒူးမြောက်၍တိုက်လိုက်သည်အယိုးအမာချင်းထိတံမှာကြောက်မက်ဖွယ်ရာကျေလောင်လှသည်လက်ဖွားအဖြစ်အပြားလိုက်ဇဘိုးကိုဖိရိုက်ချလိုက်၏ဓားပန်းအောင်ပြန်ထမလာနိုင်တော့တန်းဆောင်ကဇပွဲမှဝန်းကနေထား၍ပြေးဝင်လာသည်လက်သီးဖြင့်တန်းထိုးလိုက်၏ဗလာကြီးမရှောင်ရှောင်ဖို့မကြိုးစားတန်းဆောင်၏လက်သီးသည် ဗလာကြီးဤရံဘက်ကိုဘုံကနေထီဤတစ်ပင်ကြီးတပင်လိုခိုင်ခိုင်ရက်ရက်ပင်ဗလာကြီးဤခန္ဓာကိုယ်ကြီးလှုပ်တယ်ဆုံယုံမြပင်မလှုပ်တန်းဆောင်ကြောင်သွားဤနောက်တစ်ချက်ပလုရှားရခင်ဗလာကြီးကခြေခွင်တင်းရိုက်လိုက်သည်ဂျူဒိုမှာတော့ဒေအာရှိဟာရဤရှေ့တဲ့တဲ့ကခြေသိမ်းရိုက်လဲချခြင်းဖြစ်သည်တန်းဆောင်လဲကြသွားသည်ဗလာကြီးသည်ညင်းများနွားများညီကြီးကိုခွာနှိမ့်ရက်တလူ ခြေကိုရှက်၍ပေါက်ဤနှစ်ယောက်စလုံးငြိမ့်သက်သွားကြသည်ဓားပန်းအောင်လဲကြနေရာမှတစ်ချက်လွန့်လိုက်သည်ဗလာကြီးကတွား၍ဓားကိုဒအိမ်မှဆွဲထုတ်သည်ဓားမှာအသွားကောင်းကောင်းအချိန်စီစီဝင်းပြောင်နေသည်တစ်ချက်နှစ်ချက်ဓားကိုစား၍ဒူးပေါ်တင်ချိုးလိုက်သည်တက်ကန်းချောင်းတစ်ခုလုံးဓားမှာဖြောက်ခနဲကျိုးသွားသည်ဓားကျိုးကိုပစ်ချလိုက်သည် ကြံတဲ့မိတ်ဆွေတွေစားเสียတောက်เสียရှိတာအေးအေးဆေးဆေးစားကြတောက်ကြပါအခုလိုဖြစ်သွားတဲ့အတွက်အားလုံးကိုတောင်းပန်ပါတယ်ဗလာကြီးကစိုင်သွဲမှလူများအားလုံးကြအောင်ဩပြော၏စိုးအောင်သည်သူ့လက်ယုံကြီးကိုနှစ်သက်ကျင်းတ်စွာပြုံးကြည့်နေသည်ဒီတပွဲတော့ကိုကြီးကျွဲရဲ့ပွဲပါပဲဟုစိတ်ထဲကချီးကျူးလိုက်သည်ကဲဒီကမိတ်ဆွေလဲလက်ကအနာကို ရွာထိပ်ကဆေးစီရာစီတွားဆေးထက်လိုက်哦ဟိုမှာမိတ်ဆွေရဲ့တနက်ပြီးတော့လဲဗျာအဲ့ဒီလမ်းထိပ်ကရွာတာဝန်ခံအကြီးအကဲကိုလည်းပြောလိုက်ပါအောင်ဒီတတိမိနေတဲ့ကောင်းတစ်ကောင်းကိုလာရှင်းပါအောင်လို့လက်သားထိသွားသူကဘာမှမပြောသူ့တနက်သူကောက်၍ထွက်သွားသည်အထွက်တွင်လဲကြနေသူနှစ်ယောက်ကိုအသေးချာကြည့်သွားသည်ဆိုင်သွဲမှလူများကျွစီကျွစီနဲ့တယောက်တစ်ပါးဝေဖန်ကြသည် တစားတစားအတန်တွေကျလာ၏ဗလာကြီးကဘာမှမဖြစ်တလို့ဘသူ့ကိုမှမကြည့်ပဲသူထိုင်နေသောစပွဲသို့ပြန်သွားသည်ဆိုအောင်မြင်ထွန်းရှိရာဘားကောင်တာတွင်ရက်၍အဘဘီယာတပူးလောက်ရေငတ်လိုက်တာမြင်ထွန်းကအစာဟိဘီယာတန်ဘူးတပူးထုတ်ပေးသည်ထိုစဉ်ညက်တဲ့ဘီးဘုံကြောင့်မှပြာရိပ်ပြာရာထွက်လာ၏ဘာဖြစ်တာလဲဟာ မင်းနဲ့အတိုင်းပဲဟိမြင်ထုံးကအော်၍ပြော၏ဟာအတုံးယုံပါလားကွာညတေကစုတ်တတတတ်နဲ့ဘီးဘုံချောင်းတို့ပြန်သွားသည်စိုးအောင်ဒီဘီယာဘူးထိတ်ကတန်ခွင်းကလေးဆွဲမှ၍ဖွင့်လိုက်သည်ဒါသမားကတကယ်မြန်ဒီကိုသူ့မြင်လိုက်သည်သို့တော့ကိုကြီးကျွဲနဲ့တွေ့တော့အခါဓာတ်ထုတ်ဖို့ပင်အချိန်မရလိုက်ရှာကိုကြီးကျွဲအားညတေက ဂျက်လီယင်ပြိုင်အင်ဂျင်တတ်ထားသောလမ်းကျိတ်ဆက်ကြီးဟုနာမည်ပေးထားသည်မှာမလွန်ကိုကြီးကျွဲတကယ်မြန်သည် စိုးအောင်ကျေနပ်နေသည်လဲကြနေသူနှစ်ယောက်မှာဥွှေညိုဤတပည့်များရှားလူဝိထု ရှားလူဝိထုရဲ့အခန်း30ကိုဖတ်လို့ပြီးသွားပါပြီခင်ဗျာအဆုံးအထိနားဆင်ပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ပြီးဒိုတီခေါင်းလောင်းလေးကိုနှိပ်ထားပေးဖို့ပရိသတ်အားလုံးကိုမေတ္တာရက်ခံပေးရစေခင်ဗျာအားလုံးပဲကျမ်းမာချမ်းသာကြပါစေခင်ဗျာ